ဟယ်လိုဒီမှာဆိုရင်တော့ဗီတာမင်တွေထဲမှာအုပ်စုအတောင်ဆုံးဖြစ်တယ်ဗီတာမင် B အုပ်စုကြောင့်ပြပေးသားမှာဖြစ်ပါတယ်ဗီတာမင် B အုပ်စုထဲမှာဆိုရင်တော့ကျွန်တော်တို့ဗီတာမင် B1 B2 B3 B5 B6 B7 biotin B9 folic acid နဲ့ B12 ဆိုပြီးတော့စုပေါင်း10မျိုးတောင် ရှိပါတယ် တော့အဲဗီတာမင် B တွဲရလွယ်ရင်ကျန်တဲ့ဗီတာမင် B အကုန်လုံးပါဆိုရင်တော့သီသီဝယ်လဲဟင်းသီးဟင်းရွယ်နဲ့အသားတွေအစတွေအမျိုးစုံမှာပါဝင်ပြီးတော့ဗီတာမင် B တွဲကရောကျွန်တော်တို့အသားစားမှာပဲရမှာဖြစ်ပါတယ်။ဒါကြောင့်အသားလုံးဝမစားဘဲနဲ့အသီးနှံနေမှာစားတယ်။သက်သက်လို့သမားတွေမှာဆိုရင်ဗီတာမင် B တွဲချိုးတက်နေတယ်ပါတယ်ဗျ။ဗီတာမင် B ဟာဆိုရင်တော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အနာဂျီကြီးထုတ်လုပ်တဲ့နေရာမှာပါဝင်ပါတယ်။ကျွန်တော်တို့ဗီတာမင် B6 နဲ့ B တွဲရဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေကိုထုတ်လုပ်တဲ့ ဲ့နေရာမှာပါဝင်ပြီးတော့ဒေါ်ဗိုင်တာမင် B12 နဲ့ folic acid တို့ဟာဆိုရင်လည်းကျွန်တော်တို့ DNA ထုတ်တဲ့နေရာမှာရေးပါလို့နေပြန်ပါတယ်။အဲ့ဒီအတွက်ကြောင့်ဗိုင်တာမင် B6 B12 နဲ့ folic acid တို့ဟာဆိုရင်တော့ကျွန်တော်တို့ကိုယ်ဝန်ဆောင်မိခင်နဲ့ရှင်သွေးငယ်တက်မာရေးကောင်းဖို့အတွက်ကိုယ်ဝန်ဆောင်ချိန်နဲ့ဒီနှုတ်ကြိုတိုက်ခြင်းချိန်တို့မှာဆိုရင်ပုံမှန်ပမာဏထဲပို့ပြီးတော့လိုအပ်လို့နေပါတယ်။ကျွန်တော်တို့ဗိုင်တာမင် B1 ဟာဆိုရင်တော့ကျွန်တော်တို့ဒီကြာရှည်ရည်ဆွဲနေတဲ့သူတွေ နောက်ပြီးတော့ B1 ကဆိုရင်တော့ဆန်စစ်ရဲ့အပြင်အခွန်မှာပါနေတဲ့အတွက်ကြောင့်ထမင်းငယ်ပြီးတော့ချက်ထားတဲ့ထမင်းကိုအမြဲတမ်းစားနေကြသူတွေတို့မှာညာသူချိုးတဲ့တာတွေ့ရပါတယ်။ဘာမင်း B1 ချိုးတဲ့မှန်ဆိုရင်တော့ကျွန်တော်တို့အာယုံကြောနဲ့နှလုံးကိုထိခိုက်စေမယ် drive very very ဝယ် very very စားရည်ဖြစ်တတ်ပါတယ်။ဒါ့အပြင်ကျွန်တော်တို့ vitamin B12 နဲ့ folic acid ချိုးတဲ့မှန်ဆိုရင်တော့ကျွန်တော်တို့သွေးအားနဲ့ယောဂါတွေဖြစ်တတ်ပြီးတော့ကျွန်တော်ကိုယ်ပိုင်ဆောင်မိခင်တွေ folic acid ချိုးတဲ့မှန်ဆိုရင်ကျွန်တော်ဝေးလာမယ်ဒီရှင်သွေးငယ်မှာပေါ့နော်။ UH2 defect ဆိုတဲ့ ြဿနာတွေဖြစ်တတ်ပါတယ်ဗျ။အဲအဲ့ဒါဆိုရင်အားလုံးပဲဗီတာမင် B အုပ်စုကြောင့်ကိုကောင်းကောင်းနားလည်သွားပြီးလို့ယုံကြည်ပါတယ်ဗျ။နောက်နေ့တွေမှာလည်းပို့ပြီးရောစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေလည်းတူတင်လာခဲ့ပါမယ်နော်။